ဒီနေ့မအားလို့ဗျဗီဒီယိုမတင်ဘာမတင်တော့ဘူးလို့နေတာအောက်မှာလာပြီးတော့အပူလောင်နေကြတဲ့လူတွေနည်းနည်းလေးဖြည့်ပေးလိုက်မယ်နော်ခင်ဗျာဗမာလူမျိုးဂုံတွေအရန်ကြွားလောင်အကြီးတယ်လေကြီးတယ်လို့နည်းနည်းလေနည်းနည်းလျှော့ပါလို့ဟာလာယန္နာမြတ်သုံးပါးကိစ္စပြောတဲ့ကိစ္စကိုမကျေနပ်တဲ့လူတွေပေါင်းဆုံးပေါ့နော်ယန္နာအားလုံးထက်မြတ်လို့ယန္နာမြတ်သုံးပါးလို့ခေါ်တာအဲ့တော့လောကီယန္နာတွေအားလုံးဟာ ယန္တနာမြတ်သုံးပါးရဲ့ခြေအောက်မှာပဲရှိရတယ်အပုမလောင်ပါနဲ့မင်းတို့လောကကြီးထဲမှာအမုံမြတ်ထားတဲ့ယန္တနာတွေအားလုံးသည်ယန္တနာမြတ်မြတ်သုံးပါးရဲ့ခြေအောက်မှာပဲရှိတယ်မင်းတို့ဘလောက်မြတ်မြတ်မင်းတို့ဘလောက်တွေအတန်မိုးထားထားယန္တနာမြတ်သုံးပါးရဲ့ခြေလောက်အောက်မှာပဲရှိရဟုတ်ပြီနော်ဗမာလူမျိုးရဲ့ဂုံသိက္ခာတွေကိုခမရညှွန်လုံးအကြည့်ဆိုငါတို့ဗမာလူမျိုးမှာဗမာလူမျိုးဗုဒ္ဓဘာသာတွေပိုက်ဆိုင်ထားတဲ့အရာတွေရှိတယ်အဲ့ဒါကဘာလဲလို့မေးရင် လောကကြီးတလောကလုံးမှာလူရယ်လို့ပြောလို့ရှိရင်နှစ်မျိုးပဲရတယ်။တစ်မျိုးကအရိယာတစ်မျိုးကပုထုဇဉ်။အရိယာဆိုတော့ကိလေသာတွေကင်းတယ်။ပုထုဇဉ်ကတော့ကိလေသာရောပြောတယ်။ငါတို့ဗုဒ္ဓဘာသာပမာလူမျိုးတွေကကိလေသာကင်းတဲ့နေရာမှာလေသူမတူအောင်ကင်းတဲ့နိလန်ရှိကျင့်ကြံအားထုတ်မှုရှိတယ်။တရားတွေရှိတယ်။လိုက်နာလို့ရတယ်ဆောင်ရွက်လို့ရတယ်ကျင့်ကြံအားထုတ်လို့ရတယ်။ပုထုဇဉ်လုပ်မယ်ဆိုရင်လေကာမဂုဏ်ကိုအစွမ်းကုန်ခံစားနိုင်တဲ့စွမ်းအားငါတို့မှရှိတယ်။မတော်မှာနာချမ်းတာတွေ နားချမ်းသာတဲ့ဂီတတွေရှိတယ်။မျက်စိချမ်းသာတဲ့အကအလှတွေရှိတယ်။နော်။ဘယ်လူမျိုးနဲ့မှမတူဘူး။ငါတို့လူမျိုးရဲ့ဂုံသိက္ခာ လူလူချင်းတိုက်မလားခိုက်မလား။ညီမလက်ဝိတ်ကဘာပေါ်မှာဘယ်သူနဲ့မှမတူဘူး။ရှောင်ချားပီတာတယ်။စင်မော်တက်လာရင်လက်ခမောင်းခတ်ပြီးမှစင်ခေါ်တယ်။စင်ခေါ်ပြီးဘွာမခတ်လို့မရဘူး။ sorry လို့ပြောလို့မရဘူး။အဲ့ဒါဗမာလက်ဝိတ်ရှောင်ချားပီတာတယ်။ တိုက်မယ်ခိုက်မယ်ဆိုရင်လည်းဗမာလက်ဝီယောက်သားပြီးသားစစ်တိုက်မယ်ဆိုရင်လည်းလက်နဲ့မလို့ဘူးဘောရင်တို့ရှိရင်စစ်တိုက်လို့ရတယ်အဲ့ဒါဗမာလူမျိုးမှာပဲရှိတယ်ကြိုက်တဲ့တမိုင်းကိုလိုက်ကြည့်လိုက်ဗမာလူမျိုးတမိုင်းမှာပဲရှိတယ်ဟုတ်ပြီနော်ခြေထောက်နဲ့လှီလော်မလားအင်းသားတွေငါတို့ဗမာပြည်မှာပဲရှိတယ်ဘယ်လူမျိုးမှာမှမရှိဘူးကြောက်ဆယ်စင်ကအမှုပညာနဲ့ပတ်သက်လို့ကြောက်ဆယ်စင်ကဘယ်တိုင်းပြည်မှာမှမရှိဘူးငါတို့ဗမာလူမျိုးမှာပဲရှိတယ်ဟုတ်လား ငါတို့ရဲ့ဝိုင်းချင်းအကားကစားနဲ့ပတ်သက်လို့ဝိုင်းချင်းဝိုင်းချင်းခန့်ကြီးကငါတို့ဗမာလူမျိုးတစ်မျိုးပဲပိုင်ဆိုင်လာတာဘယ်သူမှမပိုင်ဘူး9ယောက်လောက်ကဝိုင်းပြီးပတ်ပြီးပြီးတော့လူတစ်ယောက်တည်းကောင်းဖို့အတွက်လူ9ယောက်လောက်ကဝိုင်းပြီးတော့ပတ်ဖို့ပြီးအလုပ်ပညာနဲ့အကားစားတွဲထားတာငါတို့လူမျိုးမှပဲရှိတယ်ဘယ်လူမျိုးမှမရှိဘူးအဲ့တော့ကာမဂုဏ်ကိုအစွမ်းကုန်ခံစားနိုင်တာဒီလေငါတို့လူမျိုးပဲကာမဂုဏ်တွေကိုစွန့်လွတ်နိုင်တဲ့အချက်ကိုကျင့်နိုင်တာလေငါတို့လူမျိုးပဲ ဗုဒ္ဓဘာသာဗမာလူမျိုးဟာတမိုင်းလည်းမြတ်တယ်လူမျိုးလည်းမြတ်တယ်အရင်ကလည်းမြတ်တယ်ယနေ့အချိန်ထိလည်းမြတ်တယ်ဟုတ်တယ်နော်ငါတို့နဲ့လာပြီးတော့နှိုင်းရှင်လို့မရဘူးဒါကြောင့်မို့ငါတို့လူမျိုးကအမျိုးမြတ်တဲ့အမျိုးမို့လို့ငါတို့အမျိုးမြတ်ចောင်းကိုငါတို့သိရမယ်ငါတို့အမျိုးကုန်ကိုငါတို့မြင့်တင်ရမယ်ဟုတ်လားအဲ့တော့မင်းတို့မမြတ်တာကမင်းတို့တမိုင်းမှာဘာမှမရှိဘူးငါတို့ကအိုးအိမ်တီထောင်ပြီးနေလာတယ်ပြူအိုးပြူခွက်တီပြူပြူအုပ်ခွက်ဖရားတွေကယနေ့အချိန်ထိငါတို့ဘယ်နေရာမှာဆိုမြန်မာတက်နိုင်ငံလုံးမှာ တူးပေါ်တူးရှိနေတာဒီအများကြီးပဲဒါတွေကငါတို့ရဲ့တမိုင်းနေငါတို့ရဲ့တမိုင်းနေတံပိုးတွေကိုငါတို့ရဲ့ဂီတအနုပညာမှာတကယ်ကိုကဝေတယောက်ဖြစ်ခဲ့ဦးတဲ့ငှက်ကြီးပေါ့ထွင့်တယ်ထွင့်တယ်တချင်းထဲမှာငါထောက်ကြည့်လွန်လေပြီးတော့တတော်သမီးရဲ့အေယာဝတီတတော်သမီးဆိုတဲ့တချင်းတွေကိုနားထောင်ကြည့်လိုက်မြန်မာပြည်တမိုင်းဘလောက်လှခဲ့လဲဆိုတာအခုချိန်ကြီးလဲလှကဘာပေါ်မှာအမေရိကန်ကိုကြော်ပြီးတော့ အကောင်းဆုံးအလူဒါနလုပ်တဲ့နိုင်ငံစည်းရင်းကိုအချိန်ပေါင်းများစွာရယူခဲ့တာငါတို့ဗမာနိုင်ငံတနိုင်ငံပဲရှိတယ်ငါတို့လူမျိုးကဒါနမှလည်းသူများထက်တာတယ်တိလမှလည်းသူများထက်တာတယ်တရားမှလည်းသူများထက်တာတယ်ကာမဂုဏ်ခံစားတဲ့နေရာမှလည်းသူများထက်တာတယ်နတ်ဒိုးတန်ကြားရင်ထကကျင်စိပေါက်သွားမှာဘယ်လူမျိုးပဲဖြစ်ဖြစ်နတ်ဒိုးတန်ကြားလိုက်တာနဲ့ထကကျင်စိပေါက်သွားမှာငါတို့မျက်လုံးတွေငါတို့နားတွေအကုန်လုံးငါတို့နှလုံးသားတွေဟာအမှုပညာကာမဂုဏ်တွေကိုအစွမ်းကုန်ခံစားနိုင်တဲ့လူမျိုး အဲ့ဒီလိုပဲဒီကာမဂုဏ်တွေကိုဆွန့်လွှတ်လိုက်တဲ့အခါကျလို့ရှိရင်လည်းဘလောက်ကြာကြာကာမဂုဏ်ကိုတုံ့နှုတ်ခြင်းမရှိဘူးအဲ့ဒါငါတို့လူမျိုးတစ်မျိုးပဲခံစားနိုင်တယ်။ဘာကြောင့်လဲလို့မြင်လို့ရှိရင်ဗုဒ္ဓဘာသာကငါတို့အသေးနှလုံးထဲမှာကိန်းနေတဲ့အတွက်ဒီလိုမျိုးခံစားချက်တွေကိုခံစားနိုင်တာဒီလိုမျိုးဆွန့်လွှတ်မှုတွေကိုဆွန့်လွှတ်နိုင်တာငါတို့လူမျိုးငါတို့ဘာသာပဲရှိတယ်။ကြိုက်တဲ့ကောင်လာရှင်လို့ရတယ်။ကြိုက်တဲ့နိုင်ငံရှင်လို့ရတယ်။စာပေနဲ့ကြည့်မလားအနုပညာကြည့်မလားဂီတငါတို့ရဲ့စိုင်းဝိုင်းကြီး ဘယ်ကောင်းမှလာတီးလို့မရအောင်ပုံ30တလုံးရှိတယ်ဘယ်သူမှလာတီးလို့မရအောင်ကျင်းောင်းနေမောင်းကစားနေတယ်ဘယ်သူမှလာတီးလို့မရအောင်အဲ့လောက်ရှိငါတို့ဟာကခက်ခဲတယ်နက်နဲတယ်နှလုံးသားတွေနဲ့ခံစားလို့လည်းရတယ်ကာမဂုဏ်တွေကိုအစွမ်းကုန်ခံစားပိုင်ခွင့်လည်းရှိတယ်ဟုတ်ပြီနော်အဲ့တော့တောက်တူမရကောင်တွေကငါတို့ရဲ့ ်ယဉ်ကျေးမှုတွေငါတို့လာပြီးစော်ကားတယ်ဖြက်စီးတယ်ငါတို့နှိမ့်ချခြင်းနဲ့ဆိုတာငါကိုယ်တည်းကသူတို့မှာမျိုးရိုးအစင်တန်းမှုပညာအစင်တန်းစာပေအစင်တန်းဘာတခုမှတမိုင်းအစင်တန်းဘာတခုမှမရှိဘူးနိုင်ငံတီချောင်းအုပ်ချုပ်တဲ့နေရာမှာလေငါတို့တဲ့အများကြီးနှိမ်ပါတဲ့လူဒန်းစားတွေဒီလိုកောင်စားမျိုးတွေကငါတို့လူမျိုးနှိမ့်ကြအောင်လို့သူတို့တဲ့ level ဖြစ်အောင်လို့လုပ်တာငါတို့ဗမာတွေပေါ်တော်တော်ကြောင်တော်တော်နေမလုံနဲ့ငါတို့ကအမျိုးမြတ်တယ်လို့အဆအဆအရာရာအကုန်မြတ်တယ် ငါတို့ဗမာလူမျိုးတစ်မျိုးတည်းခံစားနိုင်မှရှိတယ်အရာတွေအလုံးငါတို့လူမျိုးမှာပဲရှိတယ်ဘယ်သူမှမရှိဘူး